င်းသမီးအားလုံးမင်္ဂလာပါအခုပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာဘယ်ဖွဲ့စည်းကဘယ်လိုတွေကူညီနေတာလဲဘယ်ဖွဲ့ကတော့ပြည်သူအတွက်အလုံးလုံးနေရလဲဆိုတာကောင်းကောင်းတော့တိရှိလိမ့်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီချက်မြင်တဲ့တောင်ပိုင်းမှာဆိုရင်လည်းငလင်တန်ကြောင့်ပြည်သူလူထုတွေဒုက္ခရောက်နေတယ်အထူးသဖြင့်ဒီအင်းဒေတာ အင်းရဒုရိဒနော်အင်းအင်းလေးပေါ့အင်းလေးမှာပြည်သူလူထုမြောက်များစွာနော်လူနေအိမ်နေ3000ကျော်ပျက်စီးသွားတယ်လူအသက်တွေလည်းအများကြီးဆုံးရှုံးတယ်အဲ့တော့အဲ့ဒီအင်းထဲမှာလက်ရှိကုငင်ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေအားလုံးကလည်းလေးစားပါတယ်ဒီနေရာမှာပြည်သူလူထုအတွက်ပါလို့ပြောနေတဲ့ ဒီ NBDF တို့ပြောပါလဲပြားစီကြောင်းလားဘာလားအဲ့ဒီမြောင်ချွေနားမှာချွတ်ချွတ်ချက်ချက်အမြဲတမ်းလုံနေတဲ့ကောင်းနေနော်မင်းတို့ပြောနေတဲ့ကျွန်တော်တို့ကပြည်သူလူထုအတွက်အလုံးလုံးနေတာပြည်သူအတွက်ကျွန်တော်တို့ကဆောင်ရွက်နေတာလို့ဗဇက်ကတာပြောတာတကယ်တမ်းကအဲ့ဒီအဖွဲ့အစည်းတွေသူတို့မျိုးဖို့ဆုတ်ဖို့စားဖို့တောက်ဖို့တောင်မှအလူခံနေရတယ် ော်ပြောလိုက်ပြည်သူအတွက်တဲ့အခုပြည်သူတွေဒုက္ခရောက်နေတယ်ဒါပေမဲ့အင်းထဲမှာလာရောက်ကူငီတယ်အင်းထဲမှာလာရောက်ပြီးတော့မှကယ်ဆယ်ရေးတွေလုပ်တယ်အင်းထဲမှာလာရောက်ပြီးတော့မှပြည်သူတွေကိုတိမ်သက်တိမ်စင်းဆောင်ရွက်ပေးနေတာလည်းမတွေ့ဘူးဘယ်နာရောက်နေလဲမသိဘူးဒါပြီးရင်အေးချမ်းသွားလို့ရှင်လာအောင်မယ်ပြည်သူအတွက်ကျွန်တော်တို့လှုပ်လှုပ်နေတာပါလို့ပြောအောင်မယ်နော်တကယ်လို့မိမိတို့စိတ်ထဲမှာ ဝါပြည်သူအတွက်အလုံးလုံးတဲ့ပြည်သူကိုတကယ်တမိုးထားတယ်ဆိုလို့ရှင်ပြည်သူဒုက္ခရောက်နေတယ်ဘယ်လိုမျိုးဒုက္ခပုံစံပဲရောက်ရောက်ကိုငြိမ်းရမဲ့တာဝန်ကကိုရိုးရဲ့တာဝန်ပဲလေဟုတ်တယ်မလားဘာလို့ဆိုတော့ကိုကဖွဲ့စည်းဖွဲ့တယ်ဖွဲ့ပြီးတော့မှပြည်သူဆိုတဲ့နာမည်ကိုသုံးတယ်ပြည်သူအတွက်ဆိုတဲ့နာမည်ကိုသုံးတယ်ဒါပေမဲ့တကယ်တော့လို့တော့ပြည်သူကအခိုင်းတော့တရားမှမရှိဘူးဒီလက်ရှိငျောင်ရှင်မျိုးနဲ့ ောင်းမဲ့ချမ်းမှာနော်ဒီဆံကကြောအုပ်စုတဲ့ကြောမှာရှိနေတဲ့ဒီအကြမဲ့တောင်းချမ်းသူတွေအင်းပြည်ရဲ့အပါဝင်ပေါ့နော်အဲကောင်နေအဲ့ဒီမှာရှိတာဘာလို့နေအဲ့ဒီအဖွဲ့စည်းတွေကရောဘယ်လူထုကလက်ခံတော့လဲဘယ်ရွာသားမှလည်းမခံနော်အဲ့ဒီရောင်ရွှေတောင်းမဲ့ချမ်းရောင်ရွှေနဲ့တောင်းမဲ့ချမ်းဆံကကြောအုပ်စုတဲ့ကြောမှာရှိနေတဲ့ကျေးရွာအဲ့ဒီအကြမဲ့တောင်းချမ်းသူတွေရှိရင်ရွာပြည်သူတွေတယောက်မှမနေရဘူးအကုန်ထွက်ပြေးရတယ် သူတို့အကြောင်းဒုက္ခရောက်တယ်သူတို့ဘာသာကပြောလိုက်ပြီးသူလူထုတဲ့အဲ့တော့မင်းတို့လုပ်နေတဲ့အလုပ်တွေကပြည်သူလူထုအတွက်ဖြစ်တယ်ပြည်ပြည်သူကိုကိုစားပြုတယ်ဆိုလို့ချင်းပြည်သူကဘယ်လိုမျိုးဒုက္ခရောက်နေပါစေ လာရောက်ကူညီပေးရမယ့်တာဝန်ကခင်ဗျားတို့ရဲ့တာဝန်လေကိုပြောထားတဲ့ဇာတာကိုတည်ရမယ်အေးအခုကျတော့အခုတဘဝဘေးစစ်ဘေးစစ်ဘေးရတဲ့တမျိုးအခုတဘဝဘေးဖြစ်တယ် ငလင်မေးဖြစ်တော့အင်းအင်းဒေတာမှာအင်းထဲမှာဆိုလို့ချင်းအင်ချေ3000ကျော်ပျက်စီးတယ်လူအသက်ပေါများစွာလဲတေချေပျက်စီးတာရှိတယ်ဒါပေမဲ့ပြည်သူအတွက်ပါလို့អော်ခဲ့တဲ့ NVDF တွေကဘယ်မှာတော့သွားတည်နေကြရတော့ဘယ်မှာတော့အခုချိန်သေးမရှိဘူးအခုချိန်ဒီကိုမတွေ့ရဘူးဘယ်မှာသွားကူငင်နေတာတော့တပ်ပုံတက်တာလည်းမတွေ့ဘူးနော် အဲအလူခံနေဆိုရင်တော့ဓာတ်ပုံလေးတွေတက်လာတယ်အားတိုက်ပွဲကတော့ဒီလိုပေါ်လိုက်တယ်ပြည်သူလူသူကဒီလိုပြေးလိုက်တယ်ပြေးအလူခံလိုက်တယ်အဲ့လိုမျိုးချိန်ဆိုရင်တော့ပေါ်လာတယ်ပြည်သူတွေတို့ခါရောက်ပြီဆိုရင်ပေါ်မလာတော့နော်အဲ့တော့ပြည်သူကိုကိုစားပြုတ်တယ်ဆိုလို့ရှိရင်ပြည်သူကိုကြည်ပါပြည်သူကိုငဲ့ညာပါနော်အခုပြည်သူတွေတို့ခါရောက်နေတယ်အင်းထဲမှာအင်းအင်းထဲမှာအင်းပြည်သူလူသူတွေမြောက်များစွာတို့ကရောက်နေတယ်အဲ့တော့မိမိတို့ အဖွဲ့အနေနဲ့ပြည်သူကိုစားပြုတ်တယ်ဆိုလို့ရှင်ကိုယ့်ရဲ့ပြည်သူလူထုရဲ့အခက်အခဲကိုအများဆုံးဖြေရှင်းပေးပါလို့ကျွန်တော်တို့အကြံပြုချင်ပါတယ်ယေရှုတင်ပါတယ်